အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မင်းသိန်းခါ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမှာကတော့2026ခုနှစ်အတွက်တနင်္လာသားမီများအတွက်ကန်စားတာတနစ်စာဘေးရင်ဟောစံကြီးပဲဖြစ်ပါတယ်ခင်ဗျာဒီဟောစံကြီးကိုနားမစင်မီမှာကျွန်တော်တို့ရဲ့မင်းသိန်းခါ channel ကို subscribe မနေရလို့ဆိုရင် subscribe လေးနှစ်ပြီးအားပေးသွားကြပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ကဲအခုဆက်လက်ပြီးတော့2026ခုနှစ်တနင်္လာသားမီများအတွက်တနစ်တာဟောစံကြီးကိုဆက်လက်ဖတ်ကြားပေးမှာဖြစ်ပါတယ် တနင်္လာတနင်္လာသားသမီးများဟာယခုနှစ်2026ခုနှစ်မှာမိတ်ဆွေတို့အနေနဲ့အလုပ်တွေအများကြီးလုပ်ရပါလိမ့်မယ်မနာရန်ကိုပဲလုပ်နေရတတ်ပါတယ်ကိုယ့်ရဲ့အလုပ်တွေဖြင့်တခြားသောသူတွေရဲ့အလုပ်တွေကိုပါဝိုင်းပြီးလုပ်နေရတတ်ပါတယ်ဒါပေမဲ့အဲ့ဒီအလုပ်တွေဟာကိုယ်ထမင်းကိုစားပြီးကြီးတော်နာကိုအလကားကြောင်းပေးရတဲ့ဆိုတာမျိုးဖြစ်နေတတ်ပါတယ်အဲ့တော့ဒီနေ့ထမ်းမှာအရန်ပင်ပန်းပြီး စိတ်မောလူမောတွေဖြစ်ပြီးကျမရေးထိခိုက်သွားတတ်ပါတယ်မိတ်ဆွေဟာငွေမရတဲ့အပြင်ငွေတောင်ကုန်ဝန်းမဲ့အလုပ်တွေလို့ပြောရမယ်။ตาရေးနာရေးကိစ္စတွေရရေးရရေးကိစ္စတွေကလည်းရှုပ်ပြီးရင်ရှုပ်နေတတ်ပါတယ်သူတစ်ပါးကိုကူညီရတဲ့အလုပ်တွေမှာလည်းပင်ပန်းရာကျိုးမနှက်တဲ့အပြင်မကောင်းမြင်အထင်မြင်လွဲတာတွေတောင်ခံရတတ်ပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီနှစ်ထဲမှာ ပင်ကလည်းပင်မဲ့ဇော်တွေကလည်းကပ်ပြီးအလုံးလုံးနေရင်ကိုပဲစိတ်တိုင်းမကြတာတွေစိတ်တူတာတွေများနေတတ်ပါတယ်။ဘာမဟုတ်တဲ့ပြဿနာလေးတွေကနေကြီးထွားသွားတတ်ပါတယ်။ရုံးပြင်ကနာကိစ္စနဲ့ပတ်သက်လိုက်ရင် ကြီးကြီးမားမားမဟုတ်ပင်နဲ့မပြီးနိုင်မစည်းနိုင်ဖြစ်နေရတတ်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေအနေနဲ့ဒီနေ့ထဲမှာအယားအယားမစိတ်ရှိပါခေါင်းအေးထားပါ အရေးကြီးတဲ့ကိစ္စတွေကိုညီညီနိုင်နိုင် တိုင်တန်းမင်းမင်းလုပ်တင်နေဆိုတာကိုအကြံပြုလိုက်ပါတယ်ဒီလိုအချိန်မျိုးမှာဒီလိုနှစ်မျိုးမှာငွေကြေးစည်းဘွားတဲ့အလုံးနမဲခုံသတိမိုင်းကပို့ပြီးကောင်းနေတတ်ပါတယ်ယာကူတိုးတာပညာထူးချွန်တာစူတူပွဲထူးတွေရယူတာထိပေါက်တာနိုင်ငံခြားနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်လာတာမျိုးတွေလည်းကြုံရတတ်ပါတယ် ဘာသာရေးဆိုင်ရာ အောင်မြင်မှုတွေလည်းကြုံလာရတတ်ပါတယ်။လက်ဆောင်တော်မျိုးဘုရားပုံတော်တို့ဆင်းနုတော်တို့ဘိုးတော်ပုံ မဲတော်ပုံများအိမ်ကိုကြွာလာခဲ့ရင်တို့မဟုတ်အိမ်မက်ထဲမှာဖရာယဟန္တာဝိဇာတွေကိုဖူးရတယ်လို့မြင်မှတ်ခဲ့ရင် ထိပေါက်တတ်တဲ့နမိတ်ပဲဖြစ်ပါတယ်။ငါးအစာရှည်အစာထီကို ထိုးပေးတင်ပါတယ်။ထိပေါက်ခဲ့ရင်ပေါက်တဲ့ငွေတွေကပညာရေးဆိုင်ရာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပါမယ်လို့အဋိဌာန်ပြီးထိုးတင်ပါတယ်။ စီးပွားရေးအနေနဲ့ကတော့အထည်ထီဖနက်တပ်ပုံဖလျက်စီပစ္စည်းဓာတ်စီဒီဇယ်ဓာတ်သတ္ထုတွင်ထပ်ပစ္စည်းတူဖော်ရေးမြေကိစ္စအမွေကိစ္စဖုံးကိစ္စပရိဘောဂပယ်ပြောင်းနှံနွားစတဲ့ကိစ္စတွေမှာအကျိုးထူးအောင်မြင်နိုင်ပါတယ်ဘယ်ကိစ္စမှာမဆိုနှစ်ချိန်တစ်ခါနှမျိုးဆိုတာတွေလည်းကြုံလာရတတ်ပါတယ်မဖင်မထင်မထားပဲနဲ့လေရွှေတဲ့ပစ္စည်းတွေဝင်လာတတ်ပါတယ် အဝေးကအောက်လငယ်သာတာသမီတို့အတွက်ဝမ်းသာရတတ်ပါတယ်ဒီချိန်မှာငွေမစုတင်ပါဘူးရွှေတို့အဖိုးတန်းအိမ်တော်ပြိဘောကတို့စူဆောင်းတဲ့အချိန်ပဲဖြစ်ပါတယ်အိမ်ကိစ္စနေရာကိစ္စအပြောင်းရွှေ့ကိစ္စတို့မှာစန္ဒမစောတင်ပါဘူးအလုပ်ပြောင်းတာအိမ်ပြောင်းတာမျိုးတွေမှာစန္ဒမစောတင်ပါဘူးဒီနှစ်ပိုင်းမှာအထူးအဖြစ်တော့သတိထားတင်တာလေးကတော့ဆွေမျိုးများနဲ့စိတ်တော်တာကွယ်ခြင်းကားကြောင့်ကွန်ပျူတာကင်မရာ စာချုပ်စင်စရာစတူကိစ္စစာရာတွေမှာစိတ်ရှုပ်ရတတ်ပါတယ်။အလူပွဲကိစ္စတွေမင်္ဂလာပွဲကိစ္စတွေမှာစိတ်ရှုပ်ရတတ်ပါတယ်။အထူးအဖြစ်တော့ဒီနှစ်ထဲမှာတနင်္လာသားသမီးတောက်ကြသားမီးတို့ကိုအကြောင်းပြုပြီးစိတ်ရှုပ်ရတတ်ပါတယ်။ငယ်ရွယ်သူများအဖို့အခြေရေးကိစ္စမင်္ဂလာကိစ္စတွေမှာ ရှေ့တို့ရခက်နောက်ဆိုရခက်မတင်မကြမရရတွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်။အိမ်တော်ရှင်များအတွက်လည်း မျက်နှာချင်းဆိုင်နေရတာမျိုးတွေတစ်ခုပြီးတစ်ခုကြုံနေရတတ်ပါတယ်။ကျမ်းပါရင်းနေနဲ့ခြေတော့ခါအစာရင်သွားသွေးအဖေမဲလူချင်းတို့ကိုသတိပြုရပါလိမ့်မယ်။ဒီနေ့ထဲမှာအရေးကြီးတဲ့ကိစ္စတွေပေါ်လာတိုင်းဟောဒီရေဒီယာလေးတွေကိုလည်းအလေးနဲ့ထားပြီးပြုလုပ်ပေးပြရပါလို့နေနဲ့စွာဒေးစားစွာတိုက်တွန်းလိုက်ပါတယ်။စနေနေ့မနေ့စောစောမှာမြတ်စွာဘုရားအား မိမြုပ်ပန်း၅ဝင်နင်းစီ9ပွင်းနွားလို့တခွဲအလင်းတိုင်း၅တိုင်းပေါင်းပေါင်း၅ချက်လူရန်ရေလိုရာဆူတောင်းပေးပါလိမ့်စနေနေ့မနက်စောစောမှာမြတ်စွာဘုရားထံကိုမိမြုပ်၅ဝင်နင်းစီ9ပွင်းနွားလို့တခွဲအလင်းတိုင်း၅တိုင်းပေါင်းပေါင်း၅ချက်လူရန်ရေလိုရာရှိရာဆူတောင်းအလိုရှိရာဆူတောင်းပါဗုဒ္ဓဂုံတော်ကို အတိတ်တန်ဖြင့်အရေးကြီးစဉ်ကြီးသို့ပရိစိတ်ပေးပါဗုဒ္ဓဗုဒ္ဓဗုဒ္ဓဟုစိတ်ပေးပါ ဖရာเจ้าကံဒီမှာတန်ရှင်နဲ့ပတ်သက်တဲ့ကုသိုလ်တွေများများပြုလုပ်ပြီးပါအရေးကြောင်ရှိတဲ့အခါမှာမင်းမျိုးပန်းတဲ့ဝင့်ကို ဆောင်သွားပါလိငွေကြေးကိစ္စတွေအရေးကြီးတဲ့အခါမှာကိတ်မှုသုံးချက်ကို ခွေကြွေးရင်းစုတောင်းပါရောင်းချင်သောကုန်ပစ္စည်းများကိုရောင်းမထွက်သောကုန်ပစ္စည်းများကိုတခွားရီဖြင့်35ချက်ခောက်ပေးပါအခက်အခဲကြုံတဲ့အခါမှာကြံပါရည်ညံ့တဲ့အခါမှာ တနေ့လာနေမှာစံတော်စီဘူးတဘူးကံကိုအပုံကလေးတွေရှစ်ပုံကပုံပြီးကျင်းငယ်လေးများကိုကျွေးမွေးပါလေဒါဆိုရင်တော့မိတ်ဆွေများမှာရှိတော့မကောင်းသောကံများပပျောက်ပြီးကောင်းသောကံများရရှိလာပါလိမ့်မယ်ဗျာတနေ့လာသားမီအားလုံးစိတ်ချသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေလည်းလုံးတော်ရတဲ့ပြည့်ဝနိုင်ကြပါစေလို့ စုမောကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ပါတယ်